မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ရှာကြည့်အောင်မရှိဘူးမဟုတ်ဘူးရှိနေသေးတယ်မိဘကတော့ဟုတ်တယ်လူလောကဝင်ဝင်ပေးလိုက်လို့ကျေးဇူးတင်စရာကောင်းတယ်လို့ပြောရမယ်လူဖြစ်လာတယ်မိဘရဲ့အကျိုးကျေးဇူးကြောင့်ကျေးဇူးတရားကြောင့်လူဖြစ်လာဒါဖြင့်မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားထောက်ပြထားတာရှိတယ်ဒါကြောင့်မို့လို့နော် ကျေစုတရားအကြီးမားဆုံးပုဂ္ဂိုလ်၃မျိုးဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်။အဲ့ဒီချိန်မှာမိဘပြောလို့တော့မဟုတ်ဘူး။အကြီးမားဆုံးပုဂ္ဂိုလ်၃ဦးဆိုတာဘယ်လိုပုဂ္ဂိုလ်လဲတဲ့။မိမိကိုဖရာတရားတန်ခါယရဏ၃ပါးကိုယ်ွယ်စိကတ္တအောင်လမ်းညွန်ပြတ်သားတဲ့ပုဂ္ဂိုလ်တဲ့။အဲ့ဒီပုဂ္ဂိုလ်ဟာကျေစုရှင်တွေထဲမှာတော့ကြီးမားတဲ့ကျေစုရှင်တစ်ခုပဲ။ သူ့ရဲ့ကဲ့တင်မှုဟာအလွန်ကြီးမားတယ်လို့သူတို့ပြောအကယ်၍ကိုယ်ခွင်မှုမှားသွားရင်ဒီပုဂ္ဂိုလ်ဟာဒုက္ခရောက်သွားနိုင်တယ်မင်္ဂန်နဲ့ကိုယ်ခွင်မှုမင်္ဂန်နဲ့လမ်းကြောင်းမဟုတ်ဘူးတင်ပေးလိုက်လို့ဖះကိုជីညိုထက်လာတယ်တရားကိုជីညိုထက်လာတယ်တန်ခါကိုជីညိုထက်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာရသော်ပြဟောတဲ့အတိုင်းရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန္တိအပါယဘူမိန် ဖရာတရားတန်ခါကိုယ့်ရဲ့စိတ်ကတဲ့ပုဂ္ဂိုလ်ဟာအပယ်လေးပုံမရောက်ဘူးလို့များစွာကဲအပယ်ကနေကဲတင်ပေးရမကြပါဘူးလားမိဘကအပယ်ဟာကဲတင်ပေးနိုင်တာမရှိသေးဘူးလေလောကကြီးပဲသူကပြတာပေးလိုက်တာပဲရှိဒါမိဘရောဒီထက်ပါလို့မရဘူးလားဆိုရရတယ်မိဘတိုင်းတော့မရဘူးเนาะမိဘတိုင်းတော့မရမိဘကမိဘကိုယ်တိုင်းကိုယ်က ဒီတရားတွေအသက်တတ်နေလို့ရှိရင်ကိုယ်ပဲဝင်တတ်မှာပဲလေဖြစ်နေတာပေါ့နော်အဲ့တော့တရဏဂုံတီလတရဏဂုံ၃ပါးကိုကိုယ်ကစိတ်ကတ္တအောင်လမ်းညွန်ပြတတ်ပြီလို့သူ့ရဲ့ခြေစူးတရားကြောင့်တရဏဂုံတီတဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံတီသူဆိုတဲ့ပုဂ္ဂိုလ်ဘုံမှာသူဟာတရဏဂုံတီအောင် လုပ်ပေးတဲ့ဆရာဟာ เนาะလမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်ဟာကြီးမားသောကျေစုရှင်တူပဲဖြစ်တယ်ဟောဒီတိုင်းမိဘမပါဘူးเนาะဒါညဆရာဗျာဒါကိုထောက်ပြတရဏဂုံတည်သွားပြီဆိုရင်အပင်လေးပုံကလွတ်သွားပြီဒီတဲ့အကျိုးဆက်တွေပြောမယ်ဆိုရင်တရဏဂုံတည်ခြင်းကြောင့်ဖရာကိုစိတ်ကတ်တယ်တရားကိုကျင့်သုံးတယ်တန်ခါကိုစိတ်ကတ်တယ်အဲ့ဒီဖရာတရားတန်ခါ ကြည်ညိုခြင်းကြောင့်ရလာလို့တိလာတဲ့အသိဉာဏ်တွေကဆက်တဲ့သွားမယ်ဆိုရင်နိဗ္ဗာန်ထီအောင်အကျိုးရောက်သွားနိုင်တယ်ပေါ့အပယ်လေးပုံကလွတ်ယုံနေမကဘူးနောက်ဆုံးမှတန်တရာဝဆင်းကလွတ်ကင်းနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးထီအောင်ကျေးဇူးပြုတာဖြစ်တော့ကြောင့်ဒီပုဂ္ဂိုလ်ဟာကျေးဇူးတရားအကြီးမားဆုံးသောပုဂ္ဂိုလ်သူ့ဖို့အဲ့တော့အတီးအီလူတိုင်းလူတိုင်းဟာကိုယ့်အတွက်ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်ဘယ်သူလဲကိုယ့်အဆင်းသား ငါဟာဘုသူ့ကြောင့်ဖရာတရားတန်ခါယရဏ၃ပါးဆိုတဲ့ကြီးညိုမှုလေးစားမှုဆိုတဲ့အသိဉာဏ်ကိုရပြီးတော့ကြီးညိုကိုကိုွယ်တာလဲလို့ဆိုတာကြည့်လိုက်လို့ရှင်အဲ့ဒါလို့ကြီးညိုကိုကိုွယ်တာအောင်ဟောပြောတဲ့ပုဂ္ဂိုလ်ဟာအမေဖေတဲ့ကလည်းဖြစ်ခြင်းဖြစ်မယ်ဆရာသမားကလည်းဖြစ်ခြင်းဖြစ်မယ်မိတ်ဆွေလည်းဖြစ်ခြင်းဖြစ်မယ်ဘယ်သူပဲဖြစ်ဖြစ်တရဏဂုံတိအောင် သူ့ကိုအကြောင်းပြုပြီးတော့ကိုဟာတရဏဂုံတည်ခဲ့တယ်ဘုရားဘာသာစစ်စစ်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာကိုယ့်အတွက်အကြီးမားဆုံးသောယေရှုရှင်ကြီးပဲလို့ဒီလိုသတ်မှတ်ခိုင်းတာမြတ်စွာဘုရားเนาะဒါကတူနောက်ဒုတိယလိုက်ပြီးတော့ရှာမယ်ဒီဘုရားတရားတန်ခါယရဏ၃၉ဝက်စိတ်ကရုံမြတ်မကဘူးနောက်တစ်ခါ ဒီတဲ့အရေးကြီးတာကဘာလဲလို့ဆိုရင်အမှန်တရားကိုသိဖို့အရေးကြီးတယ်။ဘုရားတရားကိုယ်ဝယ်ဘုရားတရားတန်ခါယရနာကိုယ်ကိုယ်ဝယ်စိတ်ကတ်တယ်ဆိုတာလမ်းကြောင်းအမှန်မော်ရောက်ရုံနဲ့ရောက်သေးတယ်။သို့သောအမှန်တရားကိုသိမှလမ်းမချုံမှဖြစ်တယ်ပေါ့။ကြည့်တယ်ဘုရားတရားတန်ခါတော့ကိုယ်ဝယ်ကြပါရဲ့လမ်းချုံနေတဲ့ပုံစံကြီးအများကြီးရှိတယ်။အဲ့လိုလမ်းမချုံအောင်အမှန်တရားကိုသိ အမှန်တရားဆိုဒီမှာသစ္စာလေးပါးကိုပြောတာဒီနေရာမှာသစ္စာလေးပါးဆိုတဲ့အမှန်တရားကို မသိဘဲနဲ့တဏှာဝကလွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်မရှိဘူးမြတ်စွာဘုရားကိုယ်တိုင်က နေပြီးတော့ရဟန်းတော်တွေကိုဆုံးမဟောကြားပေးတာရှိတယ်ဟောဒီသစ္စာလေးပါးကို မသိလို့တဲ့ငါရောတင်တို့ရောတဏှာထဲမှာရှင်းလေခဲ့ရတဲ့ဘဝတွေမြောင်များလာပြီး အနမတေကတန်တရာတခွင်မှာဟောဒီသစ္စာ၄ပါးကိုမသိလို့တို့တွေကတန်တရာလဲလာခဲ့ရပြီလို့ရသဗျာကဒီလိုဟောစတုံနံအရိယသစ္စာနံယထာဘူတံအဋ္ဌတနာသစ္စာ၄ပါးကိုအမှန်မမြင်လို့တင်တို့ရောငါရောတန်တရာထဲမှာဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ကြုံရတယ်